ကောင်းတဲ့အလုပ်တွေနော်တရားမြတ်တမ်းမှုတွေအေတူပူမြမေတ္တာစိတ်သဘောတရားတွေဘာကြောင့်ဖြစ်ရသလဲလို့ဒီမေးခွန်းကိုတော့မြတ်စွာဘုရားကလောဘရဲ့စัจ jem ဲ့အလောဘအလောဘဆိုတာကိုယ်သာသုံးမယ်ဆိုရင်စိတ်ဓာတ်မရှိဘူး generosity နော်ရေရောတယ်အလုံးနဲ့မြတ်တာနိုင်တယ်ဆိုတဲ့စိတ်တွေသဘောထားအထောသအလုံးပေါ်မှာအကျိုးစီးပွားလိုလားတယ်ဆိုတဲ့မေတ္တာသဘောတရားအမောဟဘယ်အလုံးပဲလှုပ်လှုပ်ဘယ်စကားပဲပြောပြောဘယ်လိုပဲတွေးတွေးစဉ္ညေနှုန်းတရားနဲ့လှုပ်တင်တာနဲ့မလှုပ်တင်တာခွဲခြားသိမြင်ပြီးတော့ တတိသံစင်ဆိုတဲ့အသိဉာဏ်နဲ့ရှင်ပြီးတော့လုပ်တယ်ယောနိသောမနတိကာရ wise attention မမှန်ကန်ကန်တွေးတတ်တယ်မမှန်ကန်ကန်စဉ်းစားတတ်တယ်ဆိုရင်ယောနိသောမနတိကာရသမ္မာပဏိတစိတ်တအလုံးပေါ်မှာမှန်ကန်တဲ့စိတ်တွေသဘောတာအဲ့ဒီအလောဘအရောဒအမောဟ အလိုဘဆိုတဲ့ရေရောမှုအရောဒဆိုတဲ့မေတ္တာအမောဟဆိုတဲ့ပညာယောနိသောမနတိကာရဆိုတဲ့မှန်ကန်တဲ့အတွေ့အခေါ်တမ္မာပဏိဒစိတ်ဆိုတဲ့မှန်ကန်တဲ့စိတ်နေသောတာတဲ့အဲ့ဓာတွေရှိပြီဆိုရင်လောကမှာတရားမြတ်တာမှုတွေဖြစ်လာနိုင်ပါတယ်အဲ့တော့မြတ်စွာဘုရားကဏိကုံးချုပ်အနေနဲ့ ဘာပြောလိုက်လဲဆိုရင်နှစ်ခုပေါင်းလိုက်တဲ့အခါမှာအကောင်းနဲ့အဆိုးအဆိုးဘက်ကို၅မျိုးအကောင်းဘက်က၅မျိုးအဆိုး၅မျိုးကလောဘဒေါသမောဟအာယောနိသောမနတိကာရမိစ္ဆာပနိဟိတစိတ်အကောင်းဘက်ကအလောဘအဒေါသအမောဟယောနိသောမနတိကာရ တမ္မာပဏိဒစေလို့အဲ့ဒီလိုအကောင်းဆုံး2မျိုးခွဲလိုက်ပြီးစုစုပေါင်းလိုက်တဲ့အခါမှာတရား10မျိုးလို့ဆိုလိုတယ်ပေါ့အဲ့ဒီတရား10မျိုးရှိနေခြင်းကြောင့်လောကမှာတရားမြတ်တမှုဆိုတာလည်းဖြစ်တယ်မတရားမှုဆိုတာလည်းဖြစ်နေတယ်ဒီ10မျိုးရှိနေသည့်အတွက်ကြောင့်အထိကလောကကြီးဟာအခုလို့ မတူခြားနာ क्वे ပြားနေတာဖြစ်တယ်လို့မဟာလိဒိသီမင်းရဲ့မိကုံးကိုမြတ်စွာဘုရားကအခုလိုဖြေဆိုခဲ့တာဖြစ်ပါတယ်ဒီသဘောတရားတွေကိုခွန်ကြီးတို့တွေလေ့လာပြီးဆင်ခြင်သုံးသပ်ပြီးတော့အော်တရားမမြတ်တမှုကိုဖြစ်စေတဲ့မဖြစ်အောင်တို့တွေဘာတွေတတိဆောင်ရမလဲကိုယ်ရင်ထဲမှာလောဘတွေမဖြစ်အောင် ဒေါသတွေမဖြစ်အောင်မောဟတွေမဖြစ်အောင်ဒါတွေတတိဆောင်အောင်မဖြစ်တဲ့မင်္ဂန်နဲ့အတွေ့ခေါ်တွေ့နိုင်အောင်မင်္ဂန်နဲ့စိတ်နေသဘောထားထားနိုင်အောင်တွေ့တွေတွေကြိုးစားရမှာဖြစ်တယ်။ဖယ်ရမယ်ဟာဖယ်ရှားရမယ်အရာတွေကိုတွေ့တွေတွေဖယ်ရှားပြီးကိုယ့်ရင်ထဲမှာနော်ရေရောတဲ့တွေ့တာမှုကင်းပြီးရေရောတဲ့အလောဘ ဆင်းရဲပေါ်မှာမေတ္တာထားနိုင်တဲ့အာရောသအရာရာကိုဆင်းရဲသုံးသပ်နိုင်တဲ့အာမောဟမင်္ဂန်စွာတွေးတောနိုင်တဲ့ယောနိတော်မနတိကာရမင်္ဂန်နဲ့စိတ်နေသဘောထားဆိုတဲ့တမ္မပဏိဒစိတ်ဒါတွေကိုမွေးမြူခြင်းအားဖြင့်တို့တွေတို့ဘဝတို့ရဲ့ပတ်ဝန်းကျင်မှာတရားမမြတ်တမှုတွေဟာကင်းဝေးပြီးတော့ တရားမြတ်တမ်းမှုတွေကိုတည်ဆောင်းနိုင်မှဖြစ်တယ်ဆိုတာကိုမြတ်စွာဘုရားရဲ့အဆုံးအမနဲ့အညီ လိုက်နာကျင့်သုံးကြရမှာဖြစ်ပါတယ်